သူသင်းကိုအရန်ခုံယူမိတယ်လို့ဆိုလိုက်တဲ့ဟန်စီဖလိတ်ဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ညကိုပါဒယ်ရီဖိုင်နယ်ပွဲစဉ်မှာဘာစီလိုနာကရီယယ်မက်ဒရစ်တင်းကိုအချိန်ပေါ်မှာ3-2ဂိုးနဲ့အနိုင်ယူပြီးကိုပါဒယ်ရီဖလားကို32ချိန်မြောက်ဆုခိုးခဲ့ပါတယ်။ဒီအောင်ပွဲကဘာစီလိုနာကိုပြန်ပွဲရဲ့အောင်မြင်ဆုံးအသင်းဖြစ်ဆက်လက်ရပ်တည်နိုင်စေခဲ့သလိုနီးပြဟန်စီဖလစ်ရဲ့ဥဆောင်မှုအောက်မှာအသင်းဆွမ်းဆောင်ရည်ရလည်းထင်ရှားစေခဲ့ပါတယ်။ ်ဒီပွဲရဲ့ပထမပိုင်းမှာဘာစီလိုနာကကွင်းလဲလူဖက်ဒရီရဲ့အေရီးယားပြပသွင်းကိုနဲ့ဥဆောင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဘာပေကဖရီကစ်ကနေတိုက်ရိုက်သွင်းယူပြီးခြေပါခဲ့တယ်လို့9မိနစ်ကြာမှပဲချူအမန်နီကဥဆောင်ကိုပြန်လည်သွင်းယူခဲ့ပါတယ်ဒါပေမဲ့84မိနစ်မှာဖာရန်တော်ရက်စ်ကခြေပါကိုသွင်းယူခဲ့လို့တာမန်မိနစ်60အတွင်း2ဂိုးစီတည်ရကျနေခဲ့ပါတယ်ဒါကြောင့်အချိန်မိုနိုင်ဝက်ဆက်ကစားခဲ့ရအချိန်မိုဒုတိယပိုင်းမှာဘာစီလိုနာနောက်ခံကစားသမားဂျူးစ်ကွန်တီကအနိုင်ကိုကိုသွင်း ွင်းယူရင်းဘာစီလိုနာတို့ကိုပါဒယ်ရီချန်ပီယံတွေဖြစ်လာခဲ့ရပါတယ်။ပွဲပြီးမှဘာစီလိုနာနီးပြဟန်စီဖလစ်ကကျွန်တော်အသင်းကိုအယံခုံယူပါတယ်။ကစားသမားတွေရဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကတကယ်ကိုမယုံနိုင်စရာပါလို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ဖလစ်ကခန်းစစ်ကစားသမားအလုံးကထူးခြားစွာကောင်းမွန်ခဲ့ပါတယ်။အထူးသဖြင့်ဂျူးစ်ကွန်တီကတော့ဒီညရဲ့အတိတ်ကဇလိုက်ပါခုနီယာနှစ်ချိန်သုံးချိန်လောက် အမကန်းကာကွယ်မှုတွေပြသခဲ့တယ်။သူရဲ့စိတ်ဓာတ်ကတကယ်ကိုထူးခြားပါတယ်လို့ထောပနာပြုခဲ့ပါတယ်။အခုဆိုရင်ဘာစီလိုနာသင်းဟာနီးပြစီဖလင်ရဲ့ပွဲဥထွက်ဘောလုံးရာသီမှာစပိန်စူပါဖလားနဲ့ကိုပါတရီဖလားဖလားနှစ်ခုလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့သလိုတစ်ဖက်မှာလည်းလာလီဂါအမှတ်ပေးဖလားနဲ့ချန်ပီယံလိဖလားတို့ရဲ့လမ်းကြောင်းပေါ်မှာဆက်လက်ရှိနေသေးတာဖြစ်လို့ဖလားလေးလုံးထိမျှော်မှန်းထားနိုင်တာပဲဖြစ်ပါတယ်။ဘာစီလိုနာသင်းကလာလီဂါမှာဆိုရင်အမှတ်ပေးစရာထိတ်မှရည်တည်နေရင်ဒုတိယနေရာကရီယယ်သင်ထက်ရှားမှတ်၄မှတ်အသာရ ထားသလိုချန်ပီယံလိမှာလည်းဆီမီဖိုင်နယ်အဆင့်ထိရောက်ရှိနေပြီဖြစ်ပြီးဆီမီမှာတော့ဆီရီအေအာအင်တာမီလန်တင်နဲ့ထိပ်တိုက်ရင်ဆိုင်သွားမှာပဲဖြစ်ပါတယ်။